Alo e mingla wak mia chano e Chinese history chane gani piro chusu lai parik mia chano ku tisa pitwa me chong ya karo. Ane rara fang chao e pi parik mia. Ane rara fang sura pdule. Ti muipua chene pinga ye saa. Andes Radafango Krini Tonshia Konseti Kuni Okosla Tonseye Nidwe Na Yuzla Nainga Mashire Neza Myo Nidwe Mwe Pwa Kewari Kimya Andes Radafao Sa Tu Kondu Tu Pi Piro Dina Yuzla Mashire Nesa Koli Rui Pinya Ten Yu Pi Nau Pai Rui Tua Pi Turia Tekatu Ma Pinya Sele Tincha Kewari Kewari နေ့ဒုတိယနာလောင်းစတင်ခြင်းတက္ကသိုလ်ကျောင်းသားများအနေနဲ့ရာရာဖော်ဟာလျှက်စီတာနေမဂနိတာပေါ်ဆွေးစားလာခဲ့ပြီးသူတွဲဘုဒ္ဓတန်တန်တခုဖြစ်လာခဲ့ပါတယ်ခင်ဗျာခရစ်နှစ်1895ခုနှစ်တွင်ဂင်ပီချာတက္ကသိုလ်ရှိကမ်ဘိုဒီလာဘိုရီတိုရီဆိုရဲကျေကျေတောင်ဆောင်ဦးဆောင်တဲ့ဒုတိယနာခံသူတွားရောက်တင်ကြားခွင့်ရရှိခဲ့ပြီးအမှပဲသူရဲ့ဒုတိယနာကိုစတင်ပါတော့ခင်ဗျာ don't ်အတံသွင်းတွေဖွဲ့စည်းပုံကိုရှာဖွေခြင်း1900ခုနှစ်တွင်ရာရာဖော်နာမည်ကြီးကိုတုံစံသမှုကိုဟက်စကန်ကနေအနက်မစတန်တုန်နေသူဆောင်ရွက်ခဲ့ပါရခင်ဗျာဒီစံသမှုတွင်မှာသူတို့က FM အဖြစ်တင်းငယ်တဲ့အမုံတို့မျိုးကိုတုံပြီးတော့တန်ရုပ်ပြုလို့တဲ့ချလိုက်ပေါ်တုံပြီးခဲ့ကြတာပါဒီစံသမှုရဲ့ရလကသူတို့ကိုအောင်အော်တော်စီခဲ့ပါရ အဖာမောမြတ်စွာသူချတ်ခုထဲကတောက်ထိုးဖြတ်သွားတာတွေ့ရပြီမဲ့အချို့ကတော့ပြန်လန်သွားတာတွေ့ရပါတယ်ဒီဖြစ်ဟာအေတန်ဟာလုံတီးငယ်တဲ့နျူကလ িয়ার တစ်ခုရှိပြီးအဲ့ဒီနျူကလ িয়ার ပတ်လည်မှာအီလက်ထရွန်တွေလည်းပတ်နေတဲ့ဆိုတဲ့ theory ကိုပေါ်ထွက်လာစေခဲ့ပါတယ်လေနျူကလ িয়ার ပြုပြင်ခြင်း 1919ခုနှစ်တွင်ရာဒေါ်ဖော်ဟာပထမဦးဆုံးတဲ့သူနျူကလ িয়ার ပြင်ချင်းကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။သူကနိုက်ထရိုဂျင်အတားကိုအဖာမိုနဲ့ထိုးပြီးပရိုတန်တခုထွက်လာတာတွေ့ရှိရပါတယ်။ဒါလူသမိုင်းတဲကပထမဆုံးအတားမျိုးစားပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။ငါနိုဘယ်ဆုနဲ့ဂုဏ်သူများ1908ခုနှစ်တွင်အာနက်စ်ရာဒေါ်ဖော်ဟာ Nobel Prize in Chemistry ကိုရရှိခဲ့ပါတယ်။ဒီဆုဟာဓာတုဗေဒ Nobel ဆုတစ်ခုလည်းဖြစ်ပါတယ်။သူ့အလုပ်တွေက nuclear ဗေဒအတွက်အခြေခံအုံမြင့်ဖြစ်လာခဲ့ပြီးနောက်ပိုင်း nuclear engineer Ethan Bonnie အာကတဗေဒအထိတည်ရောက်မှုရှိခဲ့ပါတယ်။6နောက်ပိုင်းနေ့ကွယ်လွန်မှုနောက်ပိုင်းတွေ doa Cambridge Territory Cambridge Laboratory ou santo pie lo san kebi na meji te pa minga che mia soa upama James Chawes ni yon bon go lang yu pi kebare Anes rara fawa ta taong go ya tong se kong kuni au tu ba la se go ye ne dwe te chao se chao ni a yue dwe go e long kebi Mr. Urban London dwe te chou kebare အချင်းချုပ်ပြောပြရမယ်အနေနဲ့ Ernest Rutherford Nuclear Beta ၏ဖခင်ဖြစ်လူတိများပြီးတော့သူသူတည်တနာတွေကတက်ဆိုင်ရတခွဲပင်ညာလက်စီဘေတာနဲ့ Nuclear ဆိုင်ရစွမ်းအင်ပွင့်ပြူတူတဲမှုတွေသူ့ရဲ့အခြေခံထောက်ပံ့ဖြစ်လာခဲ့ပါတယ်သူအနေနဲ့ all sayers is it the pisit or stack collite sura sakabone le name chone ba tire ီဗီဒီယိုကိုဆုံးထိကြည့်ပြီးနောက်မိတ်ဆွေတို့ကအားနဲ့စရာဒါဖောင်စရာဘတူလဲဆိုတာမိတ်ဆွေတို့သိပြီလို့ကျွန်တော်ထင်ပါတယ်။နောက်ထပ်အသိပံဆိုင်ရာဉာဏ်ကြီးရှင်များရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာလို့ကျွန်တော်ရဲ့ Journey's History Channel ကို Subscribe လေးနှိပ်သွားလိုက်ပါဗီဒီယိုကိုဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့မိတ်ဆွေတို့အားလုံးကိုကျွန်တော်အထူးပင်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။ Okay, bye bye.